င်းတိုင်းမြို့နယ်တွင်တော်လိုင်းရင်ထိချုပ်နေမိမှာရှိတဲ့အစာတင်ကျောင်းတွေမှာစစ်ကောက်စီကတင်သွင်းတက်ဆောင်ခွင့်ပိတ်ပေထားတဲ့တိထောက်ခုပစ္စည်းတွေဝယ်ယူရအခက်ခဲပြီးအခက်တွေ့နေရတယ်လို့ဆရာရှာမတွေစီကတရားပါတယ်။အခုနဲ့ဇန်နဝါရီလအစောပိုင်းကစလို့တိထောက်ခုပစ္စည်းတွေကိုစစ်ကောက်စီကတင်သွင်းခွင့်ပိတ်ပင်ထားတာပါ။ကျောင်းတွေမှာတိထောက်ကူပစ္စည်းအလုံးလောက်မရှိလို့ဝါစကူနဲ့ဘူးခော်တွေကိုအစားထိုးတုပ်ပြနေရတယ်လို့တနင်္သာရီမြို့နယ်ထဲကဆီယာမတအူးကပြောပါရယ် တနေသားမျိုးနဲ့အတွင်းပြည်သူအခြေပြုကြောင်း40ကျော်ထက်မနည်းရှိပြီးကျောင်းသူကျောင်းသား8000ကျော်ပညာသင်ယူနေခဲ့တာပါတနေသားမျိုးနဲ့ထဲဆက်ကျောင်းထိုးလာတဲ့စကောက်စီတပ်သားတွေဟာစာသင်ကျောင်းတွေမှာစခန်းချနေထိုင်ကြပြီးတင်ပေါင်းကြီးအပအဝင်တိထောက်ကူပစ္စည်းတွေကိုဖျက်ဆီးသွားတယ်လို့ဆိုပါတယ်စာတင်ကြောင်းအပါအဝင်လူစုလူဝေးရှိတဲ့နေရာတွေကိုစက်ကောက်စီတက်ကလေးချောင်းတက်ခိုက်တာတွေ လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်ဘေးအန္တရာယ်ကင်းစင်ရေးအစီအမံဆောင်ရွက်နေချိန်ပြည်သူ့အခြေပြုအကြောင်းတွေကိုယာယီရနာထားဖို့ Immunity ကမေလ25ရက်နေ့မှာညွှန်ကြားထားပါတယ်။